KK ပါကနေထွက်ပြေးလာတဲ့နိုင်ငံသားတွေအွန်လိုင်းလည်လည်မှုလုပ်ငန်းတွေမှာပြန်လည်လုကင်ခြင်းမရှိစေဖို့စီဝါအချက်လက်တွေစုဆောင်းထားမယ်လို့ထိုင်းအာဏာပိုင်တွေရဲ့ပြောကြားချက်ကိုကိုးကားပြီးထိုင်းသတင်းတချို့မှဖော်ပြထားပါတယ်။ထွက်ပြေးလာတဲ့နိုင်ငံသားတွေထိုင်းနိုင်ငံကနေတဆင့်ဝင်ရောက်ပြီးအွန်လိုင်းလည်လည်မှုလုပ်ငန်းတွေမှာနမည်သစ်တွေနဲ့ဝင်ရောက်လုကင်ခြင်းမရှိစေဖို့ဆောင်ရွက်တာဖြစ်ပြီးအခုလိုပြန်လည်လုကင်နေမလားဆိုတာဟာစိုးရိမ်ရတဲ့အခြေအနေဖြစ်တယ်လို့သတင်းမှဖော်ပြထားပါတယ်။ KK ပေါက်ကိုမြန်မာတပ်မတော်ကဝင်ရောက်စီရင်ပြီးတဲ့နောက် တောင်ရင်မြစ်ကိုဖျက်ကျော်ပြီးထိုင်းနိုင်ငံအတွင်းကိုပြည်ပနိုင်ငံသားတွေထောင်ထဲချီဝင်ရောက်လာခဲ့ပြီးထိုင်းအာဏာပိုင်တွေကဖမ်းဆီးထိန်သိမ်းခဲ့ပါတယ်။လူဝင်မှုကြီးကြပ်ရေးဘုရောကပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ကြီးတိုးကအော်တိုဝါ22ရက်ကစတင်ပြီးတရားမဝင်ဝင်ရောက်သူ1440ခန့်ကိုဖမ်းဆီးခဲ့ပြီးအများစုဟာအိန္ဒိယနိုင်ငံသား465ဦး၊အာဖရိကနိုင်ငံသား290၊ဖိလစ်ပိုင်220နဲ့တရုတ်189ဦးတို့ဖြစ်ကြောင်း ၎င်းတို့ကိုထိုင်းလူဝင်မှုကြီးကြပ်ရေးအဂုရီအရာနေရပြန်ပို့မှာဖြစ်ပြီးလက်တလုံးမှာအလုံးကိုဖမ်းဆီးထိန်းသိမ်းထားတယ်လို့ပြောပါရယ်။ရင်းတို့အနက်အွန်လိုင်းနေနေမှုလုပ်ငန်းတွေမှာလူကုန်ကူးခံရသူတွေနဲ့အတ္တမလောအပေးခိုင်းစေခံရနိုင်ခြင်းရှိသူတွေကိုရှောက်ဖွေဖော်ထုတ်ပြီးနိုင်ငံတကာစံနှုန်းနေနဲ့အညီအမျိုးသားလွှဲပြောင်းပေးတဲ့ရန်ရအောင်မှာလူတွေမေးမြန်းမှုတွေပြုလုပ်သွားမယ်လို့သိရပါရယ်။ ပြင်လက်ရှိဖမ်းဆီးထားသူတွေထိုင်းနိုင်ငံအတွင်းကိုပြန်လည်ဝင်ရောက်တာကိုတားဆီးနိုင်မှုအတွက်ထိုင်းလူဝင်မှုကြီးကြပ်ရေးဘုရိုဟာဇီဝအတိုင်းတာမှုဆိုင်ရာအချက်အလက်စုဆောင်းခြင်းကိုလည်းညွှန်ကြားထားပြီးတချို့သောသူတွေဟာအိန္ဒိယနိုင်ငံတွေမှာအွန်လိုင်းလေလံမှုလုပ်ကိုင်တဲ့အဖွဲ့တွေထံပြန်လာဖို့စူးစမ်းကြကြောင်းတာဝန်ရှိသူတွေကသတိပေးထားပါတယ်။